ျက်အတန်ကြာပြင်းထန်တိုက်ပွဲမရှိချိန်မှာအင်အားစုဆောင်နေတဲ့စစ်ကောင်မရှင်ကအခုရက်ပိုင်းစစ်ကြောင်းတွေ ခွဲပြီးတော့ကြောက်ဖြူကိုထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။စစ်ကြောင်းတစ်ကြောင်းကိုအင်အား400လောက်သုံးပြီးထိုးစစ်ဆင်လာတာဖြစ်ပြီးအာရခတက်တော်အေအေတင်းထားတဲ့စခန်းတွေအနီးထီချင်းကပ်လာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တိုက်ပွဲငြိမ်ချိန်စစ်တပ်ကအင်အားတိုးချဲ့ပြီးစစ်ကြောင်းခွဲရှေ့တိုးလာတာရှိတယ်။အေအေဘက်ကလည်းတက်လာသမျှဖြစ်တာပဲ။ စစ်တပ်ဖက်ကအထိနာပြီးတိုက်ပွဲနေပြီလဲပိုကျပြန့်လာတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကစစ်ကြောင်းခွဲပြီးတက်လာတဲ့စစ်ကောင်မရှင်တက်နဲ့အေတို့မင်းတက်တောင်ကြီးမှာတိုက်ပွဲပြင်းထန်ခဲ့ပါရယ်စစ်ကောင်မရှင်ကတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအင်အားတိုးချက်ပို့ထားပြီးလှည့်လည်စစ်ကြောင်းထိုးတာကင်မွန်ဝိတာတွေပြုလုပ်ထားပါရယ်စစ်ကောင်မရှင်တက်ဟာလက်ခမော်ဘက်ကနေ ကောတူကလပါတိစစ်ကြောင်းထိုးချီတက်လာတဲ့ပြင်ပြားတဲ့ကတ်တပြေဘက်ကနေလဲတပြူတောင်တဖန်းကဘက်တိစစ်ကြောင်းထိုးလှူရှားနေပါတယ်။ဒါအပြင်ဒညဝရီတဲ့ဌာနချုပ်ကနေဦးကင်းကြံချိုင်တိစစ်ကြောင်းရှေ့တိုးလာပြီးနန်းဖဲတောင်ကစစ်ကြောင်းဟာကန်နီလန်ဝဲနာတိရှေ့တိုးလာတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကကြောက်ဖြူတိုက်ပွဲကိုအလင်းမြန်လက်ဆတ်တက်လို့နေပြီးဆုံးရှုံးနေမျိုးတွေကိုပြန်လည်ဆူးမိုးနိုင်ဖို့အပြင်းထန်ကြိုးပမ်းနေပါတယ်။ စင်ရထောင်ချီကိုမြေပြင်စစ်ကြောင်းတွေမှာဖြန့်ခွဲအသုံးပြုထားပြီးအခြေဆိုင်တရင်နဲ့ရေတပ်ဌာနချုပ်ကနေလက်နက်ကြီးပစ်ကူစစ်သည်မော်ရီရဲ့လက်နက်ကြီးပစ်ကူတွေနဲ့တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ဤပညာအားကိုပြီးတော့ drone တပ်ဖွဲ့တွေကိုလည်းစစ်ကြောင်းတိုင်းမှာထည့်သုံးထားပြီးတရုတ်ဤပညာရှင်တွေကိုပါခေါ်ယူအသုံးပြုနေတယ်လို့ထွက်ပေါ်နေတဲ့သတင်းတွေရသိရှိရပါတယ်။အေရဲ့တံပြန်ထိုးစစ်နဲ့စနိုက်ပါလက်ချက်ကြောင့် စေကောမရှင်ဘက်ကအရာရှိချို့ပောင်းဝင်တေဆုံထိခိုက်မှုတွေရှိနေပြီးပြီးခဲ့တဲ့အပတ်ကကြောက်ဖြူတိုက်ပွဲကတေဆုံနဲ့ဒဏ်ရာရစေကောမရှင်တပ်ဖွဲ့ဝင်180လောက်ကိုစစ်တွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာနီးစေကောမရှင်ပူပေါင်းတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။လမြန်ရွာနီးစေကောမရှင်ရဲ့ရှေ့လန်းစခန်းမှာ ခမာယ318ရဲ့တရင်မှုဖြစ်သူကိုစက်တင်ဘာ26ရက်ညနေပိုင်းမှာ KIA ကပြစ်ခတ်တိုက်ခိုက်ခဲ့လို့ဒဏ်ရာပြင်းထန်ရရှိပြီးဆေးရုံပို့ဆောင်စဉ်လမ်းမှာတေဆုံးသွားတယ်လို့ကချင်သတင်းရင်းမြစ်စီကသိရပါဗျ။ရှေတန်းစခန်းကိုတရင်မှုကစစ်ဆေးနေချိန်ပြစ်ခတ်ခံရတယ်။ဆေးရုံပို့တဲ့လမ်းမတွေအသက်မရှိတော့ဘူးမမိလိုက်ဘူးတေတယ်။အဲဒီလိုသတင်းထွက်လာပါတယ်လို့ကချင်သတင်းရင်းမြစ်က ERI Times ကိုပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစတင်ကဝိုင်းမော်မြို့ဆောင်တက်ခလာရ9ရှစ်တရင်အကျော်မှာစစ်ကောင်မရှင်တက်မင်းစေတန့်ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဝိုင်းမော်ဝါရှောင်းဝိုင်းမော်ဝါရှောင်းလမ်းမကြီးတိုင်းစစ်ကောင်မရှင်နဲ့ပြည်သူစစ်ပူပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ထိတွေ့တိုက်ပွဲပြင်းထန်လာတာဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်နဲ့တနိုင်းတို့မှာတိုက်ပွဲတွေရှိနေပြီး ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ကရှင်ဘွေရံမြို့ကိုစစ်ကောင်မရှင်ကဝိုင်းထရဲလင်ရင်နဲ့6ကြိမ်လာရောက်ပြီးဘုံသိ26လုံးကျဲချခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက် UEC Cloud အသုံးပြုရမှာအင်တာနက်လိုင်းချိုရင်းချက်ကြောင့်ကြံခိုင်ပါတီအပါအဝင် အခြားပါတီတွေကကိုယ်စနေလောင်းအမည်စင်ကြံခဲ့ပြီးတမန်ရဲ့ကြော်မှပြန်လည်လက်ခံရတယ်လို့ရွေးကောက်ပွဲကော်မရှင်ကမနေ့ကထုတ်ပြန်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စင်းတင်သွင်းမှုကိုစက်တင်ဘာ20ရက်နေ့နောက်ဆုံးသတ်မှတ်ထားပေမဲ့ UEC Cloud Internet ချုပ်ရင်းမှုကြောင့်အဲ့ဒီနောက်ပိုင်းမှာကိုယ်စားလှယ်လောင်း50ကျော်စင်းထပ်မံထည့်သွင်းရတယ်လို့သိရပါရယ်။ကိုယ်စားလှယ်လောင်းအမည်စင်းကိုသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းတွေက UEC Cloud အသုံးပြုပြီးကွန်ရှင်ရုံးကိုပေးပို့ရမှာ internet line ချုံရင်းနေတာဖြစ်ပါတယ်။ပြည်တော်စုစံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းအယောက်30 တိုင်းသာစီလုံးညီညွတ်ရေးပါတီက6ယောက်ပြည်သူ့ရှင်းဆောင်ပါတီက3ယောက်မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက6ယောက်ရှမ်းနယ်တိုင်းသာမျိုးဒီမိုကရက်တစ်ပါတီကြားဖြူပါတီက2ယောက်နဲ့ပြည်သူ့ပါတီက3ယောက်တို့ဖြစ်ပါတယ်စီကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက148ယောက်တိုင်းသာစီလုံးညီညွတ်ရေးပါတီက903ယောက်ပြည်သူ့ရှင်းဆောင်ပါတီက685ယောက် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက434ယောက်ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီက908ယောက်နဲ့ပြည်သူ့ပါတီကပြည်သူ့ပါတီက915ယောက်တင်သွင်းထားပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ခုအတွင်းစီယုံမဲ့ပါတီ52ပါတီက959ယောက်နဲ့တတိပုဂ္ဂလ65ယောက်စုစုပေါင်း9015ယောက်ရှိတယ်လို့သိရပါတယ်စစ်ကောင်မရှင်ရဲ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအပိုင်းတစ်ကို ်လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF2 တပ်ခွဲနှစ်အနေနဲ့အမတ်စဉ်3အတွက်တော်လိုင်းတိုက်ပွဲဝင်မဲ့တင်းနန်းသားအစ်တွေကိုစက်တင်ဘာ16ရက်နေ့ကစလို့အခုတိုင်ဆက်လက်ခေါ်ယူနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။တော်လိုင်းကြီးကို စိတ်ပါဝင်စားပြီးလာရောက်မဲ့တင်းနန်းသားတွေဟာ အသက်16နှစ်ကနေ35နှစ်တွင်ရှိသူတွေဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။တင်နန်းသားတွေအနှဲငယ်လွယ်နေသေးတာကြောင့်တင်နန်းကိုမစတင်ရသေးတာပါ။လူဝင်အားအဆင်ပြေရင်တော့တင်နန်းကိုစောစောလေးစဖို့လည်းစီစဉ်ထားပါတယ်လို့ YBDF2 တက်ခွဲနှစ်တာဝန်ရှိသူက ARD Times ကိုပြောပါရယ်။တင်နန်းသားအင်အားပြည့်မီပါကလာမယ့်အောက်တိုဘာ15ရက်နေ့မှာတင်နန်းကိုစတင်မှာဖြစ်ပြီးတင်နန်းကာလ3လကြာမြင့်မှာဖြစ်ပါရယ်။တင်နန်းပြီးဆုံးမှာက အာနာရှင်ပြုတ်ကြရေးအတွက် အာတုံခွန်ဆိုင်တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကဆိုထားပါတယ်။အစ္စရေးဝင်ကြီးချုပ်ဘင်ချမင်နေတန်ယာဟုဟာတောက်ကြနေကနယူးယောက်မြို့မှာကျင်းပတဲ့ကုလသမဂ္ဂထရေညီလာခံမှာမင်းငုံပြောကြားခဲ့ပြီးမကြသေးမီကပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုခဲ့တဲ့ဗြိတိန်နဲ့ပြင်သစ်အပေါင်းဝင်တိုင်းပြည်အချို့ကိုဝေဖန်ခဲ့ပါတယ်။ပါလက်စတိုင်းကိုနိုင်ငံအဖြစ်တိမတ်ပြုမှုဟာယူသွမှုလို့သူကဆိုပြီး ဣသရေလနိုင်ငံကအလားတူလှုပ်ဆောင်မှာမဟုတ်ဘူးလို့ပြောပါရယ်ကုလသမဂ္ဂထွေထွေညီလာခံစတုဒ္ဒနေ့မှာ နေတန်ယာဟုကကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေကိုမိန့်ခွန်းပြောကြားခဲ့ပြီးသူမိန့်ခွန်းပြောနေစဉ်ကိုယ်စားလှယ်အများပြားကအစည်းအဝေးခန်းမတွင်ကထွက်ခွာသွားခဲ့ပါရယ်ဣသရေလနိုင်ငံကဂါဇာမြို့တော်ကိုသိမ်းပိုက်မဲ့စစ်စင်ရေးကိုတိုးချဲ့သွားမှာဖြစ်ကြောင်း၎င်းကဆက်ပြောပါရယ်ဣသရေလနိုင်ငံကရဲသားတွေကိုရွေကျဲရှိရှိတိုက်ခိုက်က ီသူတွေကိုငတ်မုတ်ခေါင်းပေါင်းတွန်းအားပေးနေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုသူကပယ်ချခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်မှုပေါ်အစ္စရေးနိုင်ငံရဲ့ယက်တီချက်ကိုလည်း၎င်းကမိန့်ခွန်းမှထည့်ပြောခဲ့ပါတယ်။စစ်ပွဲအမြန်ဆုံးရပ်တန့်ရေးတောင်းဆိုဖို့လူအောင်ကြီးဟာကုလသမဂ္ဂဌာနချုပ်အနီးစုဝေးခဲ့ပြီးအပြစ်ခံရဆဲဖို့ဆန္ဒပြခဲ့ကြပါတယ်။နေတန်ယာဟုရဲ့မိန့်ခွန်းကိုဂါဇာမြို့တော်မှာတိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနေဆက်အနီးမှာလည်းလော့စပီကာတွေနဲ့ဖွင့်ပြခဲ့တယ်လို့ဝင်းကြီးချုပ်ယုံကပြောပါတယ်။ ဒေသခံပြည်သူတွေကိုနေတန်ယာဟုရဲ့မိန့်ခွန်းထိုင်းရိုက်ထုတ်မြင့်ပြသဖို့အစ္စရေးစစ်တပ်ကဂါဇာမြို့တော်မှာမိုဘိုင်းဖုန်းစနစ်ကိုထိန်းချုပ်ထားပါတယ်